ကိုကအာရှိပါလက်ကင်နေအာမရှိတဲ့ပုံကိုကိုတိခံမှသာလဲအဲ့ဒီတိခံခြင်းဟာမြတ်သောတိခံခြင်းလို့ဆိုရမယ်တဲ့ဆိုလိုတာကိုနိုင်တယ်ဒီလူကိုအစသာရရရှင်မယ်ဆိုလို့ရှိရင်အဲ့ဒီလိုနိုင်မှလက်ကင်နေငုံပြီးတော့တိခံတဲ့တိခံခြင်းမျိုးကအမျက်ဆုံးမယ်တဲ့ကိုအာမရှိလို့တိခံရတယ်ဆိုတာကတော့အာမရှိတဲ့လူကတော့အမြဲတမ်းတိခံနေရတာပဲတဲ့အဲ့ဒါကတော့မြတ်တယ်လို့မဆိုနိုင်ဘူးတစ္ဆေထသူပါဆက်ပြောတော့ဆိုတော့လူမိုက်တည်းရဲ့အာဟာ တကယ်အားမဟုတ်ဘူးလေလူမိုက်တွေကသူ့ကိုသူအားရှိတယ်လို့ထင်ကြတာပေါ့တကယ်တမ်းကတွေ့ကြုံလာတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့တတိကလေးနဲ့ငင်းအေးအောင်နေတတ်မှသာလေအဲ့ဒီအားတကယ်အားအစ်စ်ပဲလို့သူပြောတာဟုတ်လားအဲ့ဒီမှာဦးဇင်းတို့နောက်ထပ်သူဆက်ပြီးတော့ပြောတယ်နောက်ဂါထာလေးသုံးပုဒ်အဲ့ဒါလေးကတော့ဦးဇင်းကအရန်ကိုသဘောကျတယ်ခန့်ငယ်ငယ်ကစပြီးတော့အဲ့ဒီဂါထာလေးသုံးပုဒ်ကတော့စွဲနေတယ်ပေါ့လေအပြောထားတော့ဆိုတော့တတ်တိဝတေနပပိယောယောဂုတ်တံပတိကုဇတိ ကုတ်တံအပတိကုတ်ဇံတော်သင်္ကမေစီ